ကြောင်ပဝါမှာတပွဲဆယ်ကျန်တဲ့ရောင်းနေမှုကိုအိမ်မှာပတ်စံနေနေပဲတုံးပြီးတော့အများကြီးလှုပ်ရှားလို့ရပါတယ်။လုံနီကလည်းလွယ်ကူရိုးရှင်းတာဖြစ်တဲ့အတွက်တစ်ခေါက်ကြည့်ုံနေတဲ့လုံတက်မှာပါ။စကုခွက်၅ခွက်တည်းရေထဲပါမယ်။ထဲထားတဲ့ရေတွေကိုဥရေထဲမယ်။စားနေငယ်၊နှံမယ်အနေငယ်၊တူဘူးမုတ်တစ်ခွက်ထည့်မိပါမယ်။မှွေတာနှံ့သွားမှမီးဖွင့်ပြီးပါ ဘူမကတ်သွားအောင်လို့ဇက်တိုက်မှွေပေးရပါမယ်။ကျွန်တော်ဟင်းချက်ညီတွေကိုအများကြီးမျှဝေပေးနေတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုကြည့်ပြီးရင်တော့အသေးလေးပေးသွားပြီးတော့အားပေးသွားကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပြစ်လာပြီဆိုရင်တော့မီအေအေနဲ့၃မိနစ်ဆက်ကြိုပေးပါမယ်။ရေအေးတစ်ခွက်အောက်မှာပြင်ထားပြီးတော့ဇွန်အပေါက်ကြီးနဲ့ဖြည်းဖြည်းချင်းဖိချပေးမယ်။ချက်ချင်းမဆဲလိုက်ပါနဲ့။အကုန်ဖိချပြီးမှဆဲပြီးကပကံနဲ့ထည့်လိုက်ပါ။အပေါ်ကနေကြိုင်နေတတ်တဲ့အချင်းနဲ့အနှစ်ထည့်ပြီးတော့စားလို့ရပါတယ်။ နူနူညံ့ညံ့ဤတုံတုံလေးနဲ့အရန်စားကောင်းပါတယ်ကိုတိုင်းလှူစားတာဆိုတော့တန်ရှင်းလက်ဆက်ပြီးတော့ကျမကြီးနဲ့ညီညွတ်ပါတယ်ကြိုင်းနေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လိုင်းလှူစားကြည့်ကြပါနော်နေတိုင်းပါချက်စားရမလဲမသိရင်တော့ကျွန်တော်ရဲ့ page လေးကို follow လေးလုပ်ထားကြပါ